နော်အဲ့တော့ခင်ဗျာသူစစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လားအာသူမှန်ပြစ်စစ်ဖို့ဘုံဘူးဆိုရင်လည်းခားမအောင်နေမှာပျောက်ပါတယ်သဘောထားပေါ့အလွယ်တကူလှုပ်လို့မရဘူးဆိုလို့ရှိရင်သူ့မိသားစုဝင်သူ့မိန်းမတွေသူ့ကလေးတွေကိုရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်းခင်ဗျာ PDF ကိုလုံနယ်လို့ပြောလို့မရဘူးအချမ်းဖက်သမားလို့ပြောလို့မရဘူးဘာကြောင့်မလို့လဲဆိုတော့အဲ့ဒီဘုံဘူးကိုရှင်းလို့မရတဲ့အတွက်သူ့မယားကိုရှင်းတာသူ့မယားကလည်းသူ့သူ့ယောက်ျားကိုထောက်ပံ့နေတာတောက်တိုင်းပဲအဲ့တော့ PDF တွေကလည်းဟုတ်လားဒီစစ်တပ်ရဲ့တောက်တိုင်းတွေဖြစ်တဲ့နော်အုတ်ချိုရေးမှုတွေ တင်းသေးတွေအခုဒီဆိုလို့ရှိရင်လည်းဟုတ်လားစစ်တပ်ကိုဝါရဖြန့်နေနေတဲ့အောင်မင်းတို့လိုကျော်မျိုးမင်းတို့ကျော်စုတွေလိုဟုတ်လားစနိုက်ပါဆုလိုလိုဒါတွေကလည်းစစ်တပ်ရဲ့တောက်တိုင်တွေပဲနော်အဲ့ဒါတော့မှတစ်ခုမှကနဒီစစ်တပ်ကြီးကိုကနလက်နက်လက်နက်ချင်းဟုတ်လားမစ်ဆိုင်းမစ်ဆိုင်းချင်းရှင်ပြီးတော့လင်းလင်းလေးဘုံမချနိုင်တဲ့အချိန်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်တိုင်းတက်လို့ပြည်တွေကို အရင်ဆုံးရှင်းလင်းပေးဖို့ကိုချိုကြီးက PDF တွေကိုတောင်းဆိုလိုက်ပြီးမှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာလုံးမြောင်အတွက်ကိုလောက်တလို့မျိုးเนาะစစ်တပ်ကလည်းဒီ period တွေခြေချလို့မြောင်ခြေမြဲလို့မြောင်မြင်းလန်စနစ်ကိုတုံးတာပဲရွာရုံမီးရှို့တာပဲအခုမှခရောင်းမှဆိုလဲဘုံကျက်ပြည့်တယ်ចောင်းဆိုလဲဘုံကျက်တာပဲလောက်ကဲ तू ပြောတာလေမှားလားအမှန်နေเนาะဒါ तू ပြောတာအမှန်နေမဲ့เนาะ7000ကြီးဒါပဲခြားတာပဲနှစ်ဖက်စလုံးခြားတာပဲအဲ့တော့ခုနကကျွန်တော်ကိုရေးတဲ့ကွန်မန့်ပိုင်ရှင်ရှင်းနိုင်အောင်ကျွန်တော်ပြောပြတာမျှတရည်လားမသိဘူး ကဲနည်းနည်း comment လေးပေးကြည့်ပါဦးကျွန်တော်ပြောတာနှတ်တရလားမသိဘူးအတိုင်းပြည်ငင်းချမ်းကိုပြောပါအာကလေးသူငယ်တွေကိုမမြောက်ပေးပါနဲ့မလုပ်ပေးပါနဲ့ဆိုတာဒါတွေကခင်ဗျတစ်ဖက်တည်းစကားတွေဗျတစ်ဖက်တည်းစကားတွေတိုင်းပြည်ကိုငင်းချမ်းဖို့အတွက်နော်သူတို့တွေလှုပ်ခဲလှုပ်လာခဲ့ပြီးွားပြီးနှစ်ပေါင်းများစွာအခုမင်းအောင်လှိုင်က2021မှာကြောင်ကိုခင်ဗျာလူမိုက်ဆန်ဆန်ကိုလူပါဝပြီးတော့ကလင်ကြစ်လုတ်ပြီးတော့အာနာသိမ့်သွားလာအမှန်ဆုံးပဲ ဟုတ်တယ်နော်အခုမင်းရောက်နိုင်အောင်ထောက်ခံအားပေးနေတဲ့ကောင်တွေကိုချူကြီးပြောတဲ့ဒီစကားမှားပါတယ်လို့ဘယ်သူပြောရဲ့မင်းရောက်နိုင်အာနာလာသိမ့်ဖို့တမထားကိုလာဖမ်းတာမနဲ့9နာရီကာလုံအစည်းအဝေးခေါ်တာမနဲ့9နာရီအဲ့တော့မင်းရောက်နိုင်ဒီအင်္ဂါစင်ရနံပါတ်7မှာရှိတဲ့ဟိုးနောက်ဆုံးမှာရှိတဲ့စောက်စင်တမထားဆိုတာအခုလက်ရှိမင်းရောက်နိုင်ကိုယ်တိုင်ပိုက်ထားတဲ့စာအုပ်အစိမ်းမှာကော်ဖက်ကြီး နိုင်ငံတော်တမရဟနိုင်ငံသားအားလုံးရဲ့အထွတ်ထက်ဖြစ်သည်ဆိုပြီးတရားဝင်ပြတန်းထားတာတို့ကိုယ်တိုင်ဒီနေ့ချိန်ထိနှလုံးချစ်ကိုမင်းအောင်နိုင်ရာဖတ်ထားတော့လုံရှင်နာစောက်တော်လိုက်လို့နေတာအဲ့တော့အထွတ်ထက်ဖြစ်တဲ့နိုင်ငံရဲ့တမရဟကိုနံပါတ်စဉ်၈ကကောင်ရဲ့ညွှန်ကြားမှုနဲ့ဒီစစ်ကောင်းဆောင်တဲ့စစ်ဘုံချုပ်တွေကလာဖမ်းတာလုတ်ပိုင်ဝင် ရှိလားမရှိဘူးလား အဲ့အဲ့ရှင်းနေတယ်အဲ့တော့ငါတို့ထောက်ခံတဲ့ဘက်မို့လို့ငါတို့ငြိမ့်နေမယ်ဆိုရင်အဲ့ဒါအကောင်ကလုံရက်ကမင်းတို့ထောက်ခံတဲ့ကောင်တွေကိုပါလီးလံပြတာမင်းတို့ထင်တာကပါလေငါတို့စစ်တပ်ငါတို့တပ်မတော်တာငါတို့မဘာတာငါတို့မျိုးဘာတာကဆောက်ရတူငါတို့အပတ်တက်ချုပ်ကြီးကအနာသိနေငါတို့တာတယ်ဒါပညာမဲ့အတွင်းတကယ်အတိတရားနဲ့ရှင်တို့နဲ့ကြီးဥပဒေကိုကျော်လွန်ပြီးလုပ်ပြီဆိုတော့မင်းတို့အားပေးတဲ့ကောင်တွေအားလုံးလည်းလီးလံပြတာပဲ ဒါကိုကြံဖန်ပြီးတော့အာလိလပြတော့ဂုံယူနေတဲ့ခွာယူတယ်ဟမ်အဲ့ခုနကကိုခုနပြောရတော့ကြော်ကြော်မျိုးမင်းတို့ဟမ်ကြော်စိုးဦးတို့စနိုက်ပါစုတို့ဒေါ်အောင်ဆန်းစုကြည်တာအဲ့လိုလုပ်ကြည့်ရင်အဲ့ဒီပါဇက်ပေါက်တွေဘယ်လိုပြောမလဲဆိုတာစဉ်းစားလို့တော့မနိုင်ဘူးအာနာတိမ်ပါအဲ့တော့ period တွေကသူတို့ကိုနိုင်အောင်ချမှာသူတို့ကိုနိုင်အောင်ချမှာအဲနိုင်အောင်ချမယ်ဆိုတဲ့နေရာမှာဒီအချိန်ဒီတစ်ချိန်ကအရန်အရေးကြီးဆုံးပဲเนาะ ဒီတစ်ချိန်ကရေးတယ်သူတို့ဒီတစ်ချိန်နိုင်အောင်ချတယ်ဆိုတဲ့ဟာကကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်အဲလက်နဲ့တိုင်အပွဲဒီအထူးသဖြင့်ဒီစစ်တပ်ပေါ့ဒီစစ်ဖို့တပ်ပေါ့လက်နဲ့တိုင်ပြီးအာဏာမသိမ်းရအောင်အတွက်ကိုသူတို့နိုင်အောင်တိုက်ရနော်အဲ့ဒါအဲ့ဒါဟိုနေ့ကပဲကျွန်တော်တို့ပြောနေသေးတယ်နော်ဒီတော်လန်ရေးတဲ့အောင်မြင်ဝါတို့နောင်လာမဲ့အခြေခံဥပဒေမှာဘယ်ကောင်မှအာဏာသိမ်းဝင်မရှိတဲ့စနစ်ဖြစ်အောင်လို့ ခြေကံဥတွေကိုပြင်ဆင်တက်တယ်။ဘာစောက်ကြောင်းမှလာမပြတဲ့တိုင်းပြည်ဟိုကြောင်းထဲကြတော့လက်နှလုံးလိုလိုနှစ်နှလုံးလိုလိုဖာကြတဲ့ဖာတဲ့စကားတွေပြောပြီးတော့တိုင်းပြည်အာဏာကိုတိမ့်ပြီးတော့နိုင်ငံကိုဖျက်ဆီးတဲ့စောက်ကျင်တကောင်းမှလောက်ခွင့်မရှိတဲ့ခြေကံဥတွေမျိုးကျွန်တော်ရေးဆွဲရမှာ။လူလူထောက်ခံတော့မကလို့တရားမင်းစင်းထောက်ခံတဲ့လူဖြစ်နေပါစေဒီတိုင်းပြည်ရဲ့အာဏာကိုတိမ့်ခွင့်မရှိတဲ့စနစ်ကိုကျွန်တော်တို့အခြေခံဥပဒေမှာထည့်စွဲရမှာเนาะအဲ့ဒါမှအခုမြန်မာပြည်မှာကြည့်လိုက် အာနာပနခသိနေအာနာတခသိနေဘယ်နှစ်ကြာလဲတိုင်းပြီဘယ်လောက်ပြက်မြမစစ်တပ်အာနာသိနေလို့ကောင်းစားဝါတဲ့ဆိုတဲ့တမိုင်းဟိတ်တက်တက်ကြားဘူးလားညင်ဘူးလားရှိခဲ့လားအဲ့ဒါအဖြေပဲလေနော်အတိတ်အနာဂတ်ပစ္စုပန်အတိတ်မှာလည်းဖြစ်စည်းခဲ့တယ်ဒီစစ်တပ်အနာဂတ်မှာလည်းဖြစ်စည်းနေတယ်ဒီစစ်တပ်လောင်ငါပဲပစ္စုပန်မှာပါဒီစစ်တပ်ကဘောင်းမီချွတ်တရခတ်တိုင်းပြီးဥဆောင်အောင်မယ်ဆိုတော့ဒါကြီးကိုလက်ခံတဲ့ပြည်သူနော်လက်ခံလိုက်မယ်ဆိုရင်လုံးတဲ့ကောင်တွေအပြစ်မဟုတ်တော့ဘူးနော် ဒီတော်လန်ရင်မနိုင်လို့ဒီစစ်ဘိုလ်ချုပ်တွေရုတ်มาတဲ့အောက်ဒီတန်းကြီးကလဲဆင်းခံပေးရမယ်ဆိုရင်အဲ့ဒီစစ်ဘိုလ်ချုပ်တွေအပြစ်မဟုတ်တော့ဘူးခမည်းတော်ကျွန်တော်တို့စောက်သုံးမကြတဲ့ပြည်သူအပြစ်ဖြစ်သွားလိမ့်မယ်အဲ့ဒါရှင်းရှင်းလေးလောက်တဲ့သူအပြစ်မဟုတ်တော့ဘူးအခုကြည့်ဟိုမှာလော်တွေခမ်းပြီးတော့လော်ပြိုင်မဲ့နေငါလုံးမသားတွေဒီလောက်တော့အားနေကြတယ်နေဘူးဟုတ်လားဟမ် ကယ်တလိုက်ဆန်စိတ်သက်တယ်ကွာတကယ်ကိုတိုင်းဒီဘာဖြစ်နေလို့ဖြစ်လို့ဖြစ်မှန်းတော့မသိဘူးစောက်လို့မရှိစောက်ကြိုင်မရှိအားရနေတယ်ကိုလီကိုစောက်ဘရုံးမုံနေကြအားရင်မင်းတို့တွေဟမ်လောပြိုင်ဖို့ဟုတ်လားအခုတော့ကိုစောက်ဘရုံးမုံနေအားလို့ရှိရင်အခုဟာကွာတိုင်းဒီမှာတလောက်ဘုံကျက်တက်ဖြက်ဆရာဦးစေးယုံနေစာတင်ချောင်းနေဘုံကြီးချောင်းနေနော်ဘာမှမဆိုင်နဲ့စီရင်ဒီမှာမဟုတ်တဲ့ဟာတွေဘုံကျက်ရွာတွေမီးရှို့ရေရွတ်စက်ကောင်းဖြက်မထွင်းကျင့် ဒီလိုဖြစ်နေတဲ့အချိန်မှာလောပြိုင်ဝဲလောက်တယ်ဟာအာတော့ဘာပြောရင်တော်စိတ်ပြတ်မှုကောင်းတယ်ဒီဒီတိုင်းကြီးကအာနာရှင်နိုင်တဲ့အခါမှာလေဒီနေ့မင်းအောင်လိုင်းကိုဟုတ်လားတရုတ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်ဖက်ပြေးခိုင်းပြေးခိုင်းမပြေးခိုင်းလို့ဒီကောင်က မြန်မာပြည်ထဲမှာနေမယ်ဆိုလို့ရှိလို့ရှိရင်ဒီကောင်ကိုခုံယုံတင်ရမှာဒီကောင်ပါဝင်ဒီကောင်နဲ့အုပ်စုအကုန်လုံးကိုခုံယုံတင်ပြီးတော့တရားဥပဒေနဲ့ပြစ်ဒဏ်ချမှတ်ဒါမှကျွန်တော်တို့မြန်မာနိုင်ငံမှာနောက်နောက်ဘာအကြောင်းပြချက်နဲ့မှစစ်တပ်ကနေအခုလိုလက်နက်ကင်ပြီးတော့အာဏာမသိမ်းရအောင်တက်ကိုကျွန်တော်တို့ကသင်ကန်းသာကောင်းကောင်းပေးရမယ်သင်ကန်းကွာဒါမျိုးဘောမှဆန်းပါလို့ဟမ်ဘယ်ဒါမျိုးဘောမှရင်ကျွန်တော်တို့ထောက်ပို့တော့ဖြစ်လာမှာမဟုတ်ဘူးအကောင်းပြတာတန်ဖို့ကလူတွေလေ အဲ့ဒါလို့ဘောမမျိုးတာဆိုရင်ကျွန်တော်တို့တွေထောက်ဖို့တော့ဖြစ်လာမှာမဟုတ်ဘူးတိလားနိုင်ငံရေးဆိုတော့တော့စိတ်ဝင်စားမိမှာမဟုတ်ဘောက်ဆိုမလို့ဘူးလေကိုယ်တွေပြည်သူဘက်ကပြောမဲ့လူရှိနေပြီအဲ့လိုအမှန်ပြောခိုင်းစေချင်တာတတူပြောနေတာအမှန်နေမှားတယ်လို့ဘယ်လိုပြောရလဲဟမ်ဒါပေမဲ့ကိုချိုကြီးတို့ချင်းတော့စစ်တပ်ကိုအမှန်ငံဒီစစ်တီတို့ထောက်ခံသူတတ်မတော်ထောက်ခံသူအစ်စ်အဲ့ဒါမှတတ်မတော်ထောက်ခံသူမှတ်သား နော်အာငါတို့တမတော်ကမှန်မှန်လက်ဖို့ဒီပဲစစ်သားတွေတေအောင်လို့ရှင်းတယ်ပို့လို့တာအဲ့ဒါတမတော်ထောက်ကလူမဟုတ်ဘူးနော်အဲ့ဒါတမတော်လက်တွေ့တက်တက်ဖြစ်တာမဟုတ်ဘူးဒီလူတွေမှတမတော်ကိုတကယ်လက်တွေ့တက်တက်ဖြစ်တာအဲ့ဒါတင်ငန်းစာကိုအကြီးပေးရမယ်တင်ငန်းစာကိုမှတ်လောက်သားလောက်ပေးရမယ်အဲ့လိုပေးဖို့အတွက်ကိုကျွန်တော်ထင်တာတော့ PDF ကလုံနေတာပဲဖြစ်တယ်နော်အဲ့တော့ခင်ဗျာသူစစ်တပ်ကြီးကိုတိုက်လို့မရဘူးဗျာဟုတ်လားအာသူမှန်ပြစစ်ဖို့ဘုံဘူးဆိုရင်လည်း ခါမအောင်နေမှာပျောက်ပါတယ်သဘောထားပေါ့အလွယ်တကူလှုပ်လို့မရဘူးဆိုလို့ရှိရင်သူ့မိသားစုဝင်သူ့မိန်းမတွေသူ့ကလေးတွေကိုရှင်းမယ်ဆိုလို့ရှိလို့ရှိရင်လည်းအမှန်ပီရီယက်ကိုလုံတယ်လို့ကြားဖြတ်မျိုးတော်လို့နာမည်ကျော်တဲ့ KK ဘက်ကိုစစ်ကောင်စီတပ်ကရုပ်ရှင်ဆက်ဆံဝင်စည်းတဲ့တပ်ပုံကိုထုတ်ပြထိုင်းမြန်မာနယ်စပ်မြဝတီမြို့ရှိကြားဖြန်မြို့တော်လိုနာမည်ကြီးနေတဲ့ KK ဘက်ကိုစစ်ကောင်စီတပ်ကရုပ်ရှင်ဆက်ဆံဝင်ရောက်စီးနင်းခဲ့တဲ့တပ်ပုံတွေကိုစစ်ကောင်စီလက်အောက်ခံသတင်းဌာနတွေမှဒီနေ့အောက်တိုဘာ20ရက်မှာဖော်ပြလာပါတယ်။ KK ဘက်ကိုဝင်ရောက်စီးနင်းချိန်အတွင်းတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starwing ဆလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့ပြီးအဆောက်အုံတွေထဲမှာအလုတမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား98ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့တယ်လို့ဆိုပါတယ် ဒါအပြင် KK Back အတွင်းစောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး2ထပ်တိုက်အလုံး100 4ထပ်တိုက်လုံး25ထပ်တိုက်နှလုံးတစ်ထပ်တိုက်ဈေးဆိုင်ခန်း20လုံး2ထပ်တိုက်ဈေးဆိုင်ခန်း3ဆက်လုံးတစ်ထပ်တိုက်ကိုထောင်15လုံး2ထပ်တိုက်ကိုတောင်20လုံး4ထပ်တိုက်ကိုတောင်10လုံးစောက်လုပ်စေ2ထပ်တိုက်20လုံး3ထပ်တိုက်10လုံး4ထပ်တိုက်5လုံး5ထပ်တိုက်5လုံးနဲ့တစ်ထပ်တိုက်စီပီခန်း2ခန်းတွဲခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ် KK Back ဝင်တွင်းကဆောက်လုပ်တဲ့အဆောက်အုံတွေဟာမြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်ထားဟိုတယ်နဲ့ခီးသွွာလာရေးဆောက်လုပ်ခွင့်ခွင့်ပြုမိတ်တရားဝင်စာရွက်စာတမ်းတွေမတွေ့တာကြောင့်လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကိုစင့်ခေါ်ပေမဲ့လာရောက်ခြင်းမရှိတာကြောင့်လိုအပ်တဲ့အရေးယူမှုတွေဆက်လက်ဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။ KK Back စီမံကိန်းဟာကရင်မျိုးသားစီယုံ KNU ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA အဖွဲ့ရဲ့တပ်မဟာ6လုံရှားနေမြေအတွင်းတရှိပြီးအဲ့ဒီဒေသမှာစစ်ကောင်စီတပ်ကရင်နယ်ခြားဆောင်တပ် BGF ကရင်ငင်းကြမ်းရေးကောင်စီဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလှုပ်ရှားတဲ့နယ်ပြောလို့မရဘူးအချမ်းဖက်သမားလို့ပြောလို့မရဘူးဘာကြောင့်မလို့လဲဆိုအဲ့ဒီဘုံမူကိုရှင်းလို့မရတဲ့အတွက်သူမရကိုရှင်းတာသူမရကလည်းသူသူ့ယောက်ျားကိုထောက်ပံ့နေတာတောက်တိုင်းပဲနော်ပြောရရင် PDF စကားနဲ့ပြောရရင်ဒလန်ပေါ့ဗျာနော်ကဲ အဲ့ဒီစကားကိုကိုချိုကြီးမှပြောတာမဟုတ်တော့ကိုချိုကြီးမပြောခင်ဘယ်လိုပြောထားတာတိတာမင်းတို့ဖွတ်တွေခွေးတွေဆေးရဖေခေါ်နဲ့ဇော်မဲလုံးကိုလည်းပြောထားတာဇော်မဲလုံးကပြောလေဘုံကျဲတဲ့ကလေးတွေတေဝါတာကိုပြောတော့အကျံဖက်ဓမ္မနေတဲ့အသူရှင်တွဲနေထိုင်ရင်းနဲ့ရှင်းလင်းတောက်တင်ရမယ်တဲ့ဇော်မဲလုံးကိုလည်းပြောထားတာအဲ့စကားဟာပေါ်တည်တည်မဟုတ်ဘူးတမန်တော်တည်င်းလိန်ပြန်ကြရင်ခေါင်းဆောင်ကိုလည်းပြောထားတာအဲ့တော့ CRPH ဆိုတဲ့ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတကာကအသိမှတ်ပြုထားတဲ့လွတ်တော်မင်းအောင်နိုင်လွတ်တော်မဟုတ်တော့နိုင်ငံတကာပါလီမန်ကအသိမှတ်ပြုထားတဲ့တိုင်းတိုင်းပြည်ကိုကိုယ်စားပြုတဲ့လွတ်တော်ဖြစ် CRPH ကနော်အဲ့ဒီ CRPH ကမင်းအောင်နိုင်ခေါင်းဆောင်တဲ့အာဏာသိမ်းအဖွဲ့ဟာအကြမ်းဖက်အဖွဲ့ကိုကျင်ညာထားတယ်အဲ့တော့ကိုကျူကြီးပြောတဲ့စကားနဲ့မကိုက်ညီဘူးလားအကျမ်းဖက်ဖွဲ့နဲ့ဇော်မဲလုံးပြောတဲ့စကားပေါင်းထည့်လိုက်ကွတ်တီကျွတ် စစ်သားဘုံကတော်တွေဂုတ်ဟမ်ဘုံနာမီးတွေဂုတ်အဟမ်ကွတ်တီပဲနော်သူတို့ပြောတာနော်ဒါပေမဲ့ကိုယ့်ဘက်ကလူတွေလှုပ်လာလှုပ်ခွင့်ရှိတယ်နော်လှုပ်လာသူတို့လိုမျိုးစာတန်ချောင်းဘုံလိုက်ကျတာမဟုတ်ဘူးလှုပ်ခွင့်ရှိတဲ့အဲ့ဒီတောင်းတိုင်တော့မလှုပ်ဘူးအဲ့တော့ ကနဒီဒီကောင်ကိုမရှင်းမနဲ့သူမြားကိုရှင်းလိုက်သူမြားကတာဂက်ကလွဲတယ်လေဗျာဟုတ်တယ်ဗလားရှင်းလိုက်လို့ရှိလို့ရှိရင်ဒီကောင်ကြောက်တာဗောနောက်ကောင်ကြီးကြောက်တာဗောမရားတွေကြောက်လို့ရှိရင်သူ့ယောက်ျားကိုပြောတယ်အမလီငါ့ကိုနေမိန်းမအဖြစ်ပေးပြီးတော့မသိပါနဲ့အဲ့တော့သူကစီးကိုကန့်ပလိုက်တာစီးကိုချားပလိုက်တာရန်ငါစီးကိုဖြတ်ပြီးတော့ကိုအခုက PDF ကစော့တာနော်အဲ့တော့အဲ့လိုစော့တဲ့ဟာကိုကျွန်တော်တို့လက်ညှိုးထိုးပြီးတော့အချမ်းဖက်သမားတွေအချမ်းဖက်သမားတွေပြောလို့မရဘူးဒီလိုအချမ်းဖက်မှုတွေဖြစ်လာအောင်ဒီလိုလက်နဲ့ကင်ပြီးတော့တိုင်းပြည်မှာတစ်ဖက်နဲ့တစ်ဖက်နော် ဘယ်မှမင်းဟာရှင်းကြတဲ့အနေသားမျိုးဖြစ်အောင်လုပ်တာကဒီစစ်ဖို့တက်မှန်လိုက်ပါကိုချိုးကြီးရဲ့ဂျေဆုတင်တယ်ဗျာခမရဟိုကျွန်တော်တကယ်ပြောတာပါနော်အရင်တုန်းကလေကျွန်တော်အခုကိုချိုးကြီးတို့ကိုမမောင်တို့မပြောလာတဲ့အချိန်ထိပေါ့ကျွန်တော်စစ်သက်ထောက်ခံတဲ့ကောင်ဆိုကျွန်တော်အထင်မကြီးတာဟိုကဘာကျော်ကြီးပဲဖြစ်နေစီဘာလို့ဆိုတော့မတော်မတရားတာအာဓမ္မလုပ်နေတဲ့ကောင်တွေကိုထောက်ခံတဲ့အားပေးတယ်ဆိုတဲ့ကဒါဟာလူမဟုတ်လို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်ချထားတာ ။ဒါကြောင့်မလို့ဘထေကြီးဝါကြီးပုံကိုကြီးပဲဖြစ်နေပါစေ။ဘာသာရေးကကြည့်မယ်ဆိုရင်ဘုံကြီးတွေတည်းမှာဒီစစ်ကောင်းဆောင်တွေရုံမှန်တမ်းကိုမပြောဘဲနဲ့ထောက်ခံတဲ့ရှင်းပြောင်းတဲ့ဘောမပေါ့ဗျာ။အလွယ်ပြောမယ်ဆိုဘောမမှန်တမ်းအထင်မုံမကြီးတာကျွန်တော်။တကယ်ပြောတာ။ဒါပေမဲ့အခုနောက်ပိုင်းမှာကိုမောင်မောင်ကိုမောင်မောင်ဆိုရင်တော့ကိုချိုကြီးတော်တော်သူကဒဲမစော်ဘူး။ကမ္ဘာမှာကြတော့အထိမ့်တိမ့်လေးနဲ့စော်တယ်စကားပြောတာဒါပေမဲ့ဒီလူရောညီမကြီးတဲမှာပြောလို့ရတယ်ကိုချိုကြီးတော့မပြောနိုင်ဘူးနော်ကိုမမမမ ဒီလူတွေပြောတာမှားလို့လားကျွန်တော်ပြောတာမှန်တယ်လေအဲ့ကိုထောက်ခံတဲ့လူတွေကမှန်တာကိုပြောတာပြီဆိုရင်ဘာလို့လဲကိုတွေကတတိထားမှာမဟုတ်လားမရဘူးအဲ့မောင်မောင်ဖမ်းဖို့တတ်ဖို့ဖျက်ဖို့သွားလုပ်တယ်စဉ်းစားကြည့်ဒီကောင်တွေဖွဲ့စည်းဖို့အဲ့တော့ဒါမျိုးကောင်တွေကိုဒီနိုင်ငံမှာလက်ခံထားတင်လားနော်အခုကိုချိုကြီးပြောတာသွေးထွက်အောင်မှန်တယ်မှားတယ်လို့ဘယ်လိုပြောရလဲဒီစကားတွေကိုအဲ့တော့ဘယ်လိုဘောမမျိုးတွေပေါ်စမ်းမှာဘေးကဝင်းရံပေးလိုက်မယ်တို့တွေတော့ဘာမှအပင်မခံအမုတ်ခံနေစရာမလိုဘူးရှင်းရှင်းလေးပဲ နော်ကျွန်တော်ပြောတာညတာလားမသိဘူး PDF ကိုတည်းကိုအကြမ်းမဖက်ဘူးလို့မပြောဘူးနော်ညတာလေသူတို့အကြမ်းဖက်ရမယ်လေဟိုဘက်ကစစ်တပ်ကလည်းအကြမ်းစစ်တပ်ကိုလည်းသူတို့လည်းအကြမ်းဖက်တယ်ဒါပေမဲ့စစ်တပ်ကအကြမ်းဖက်တာကပြည်သူအများစုစံနာကိုစန့်ကျင်ပြီးတော့ပြည်သူတွေကိုပြိနှိပ်နှိပ်ကုတ်ဖို့နော်ပြည်သူတွေကိုဂုတ်သွေးဆုပ်ဖို့လူဘာဝဖို့အတွက်အကြမ်းဖက်တာဟိုဘက်ကအကြမ်းဖက်တယ်ဆိုတာကဒီမကောင်းဆိုးဝါးစနစ်ကြီးကိုတိုက်ဖြတ်ဖို့အဲ့ဒီမကောင်းဆိုးဝါးစနစ်နေရာကြီးထဲမှာပြည်သူအများစုစံနာနဲ့ညီတဲ့ ဟုတ်လားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့တရားဥပဒေစိုးမိုးတဲ့အကျင့်ပြတ်ခြားဆားမှုတွေမရှိတဲ့ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ထောင်ဖို့အတွက်သူတို့အကြမ်းဖက်နေတာဒါ the means and the end ဆိုတာရှိတယ်ဟုတ်လားဟိုတကယ်လေးစားတဲ့ကိုချိုကြီးခမတကယ်ပါဒါတကယ်တတ်မလို့ကိုချစ်တဲ့လူဖြစ်တတ်မှတ်လို့ရပါတယ်เนาะပြောရတာရှင်းတယ်သူပြောတာကဘလောက်အနှစ်သာရရှိတယ်စစ်ဘုံချုပ်တွေအကြမ်းဖက်နေတာဘာလို့ကိုလဲသူတို့အာဏာရဖို့တိုင်းပြည်ကိုသူတို့အုပ်ချုပ်ဖို့ဟုတ်တယ်เนาะ ဟုတ်လားမဟုတ်ဘူးလားအခုလက်ရှိစစ်ဘိုလ်တွေဘလောက်ကိုချုပ်ပြီးတော့တန့်ဖို့တဲ့ကိုကိုယ်စလဲလောင်းရွေးခိုင်းတဲ့မင်းအောင်နိုင်သူတို့ကအောက်မချုပ်ရင်အဲ့ဒါတွေကိုထည့်စရာအကြောင်းမရှိဘူးတန့်ဖို့တဲ့မှာရှိပြီးသားပါတီဝင်တွေအောက်ခြေပါတီဝင်တွေတန့်ဖို့ပေါ်ပါတီပေါ်သစ္စာရှိတဲ့အောက်ခြေအမာနာပါတီဝင်တွေနေရာပေးရမှာမဟုတ်ဘူးလားအခုပေးလားမပေးဘဲနဲ့စစ်တပ်ကစစ်ဘိုလ်ချုပ်တွေလွတ်တယ် အဲ့တော့စစ်တပ်ကစစ်ဘုံချုပ်တွေတိုင်းပြည်ကိုတက်ဖြတ်သွေးချောင်းစီးဘုံကျဲအကြမ်းဖက်နေတာဒီဘာလို့ဖြစ်လဲသူတို့အောက်ချုပ်ဖို့အတွက်သူတို့အကျိုးမြန်ရဖို့အတွက်သူတို့ဘဝတွေကောင်းစားဖို့အတွက်သူတို့ဒီတိုင်းပြည်ကိုချေလဲခြင်းတိုင်းချေလဲဖို့အတွက်လုပ်နေတာမဟုတ်ဘူးလားအခု PDF တွေနံပါတ်၁လက်ရှိအကြမ်းဖက်နေတဲ့ကာလမှာတော့စစ်တပ်ကလာကအပြည့်အဝရတယ်လုံပိုင်ခွင့်နေရတယ်နော်ကြိုက်တယ်လို့ရှာဖွေစားတော့လို့ရတယ် PDF တွေလာကမရဘူးရိတ်ခါတောင်ပုံမှန်မစားဘူး နော်ကောင်းကောင်းမို့စားရတဲ့အဖွဲရှိသလိုငတ်တလက်ပြတ်တလက်စားရတဲ့အဖွဲရှိတယ်ခဲရဲလက်နဲ့ဆိုတာဝေးလိုအပ်ချက်တွေအများကြီးဒါပေမဲ့ဒီလူတွေမင်းတို့ပြောတဲ့အကြမ်းဖက်အကြမ်းဖက်ဆိုတာတွေသူတို့နိုင်ဝိုင်းသူတို့အုပ်ချုပ်မှာမဟုတ်ဘူးအဲ့နှစ်ခုရှင်တာနဲ့နေကွာတန်ဖိုးခြင်းဟာဟိုနှိုင်းချင်လို့မရတော့ဘီကောင်တွေကသူတို့အုပ်ချုပ်ဖို့သူအသေးအတန်အကြမ်းဖက်နေတာဒီ PDF တွေကမင်းတို့ပြောသလိုအကြမ်းဖက်တယ်ဆိုရင်တော့ဒီပွဲနိုင်ပြီတာနဲ့သူတို့ကအိမ်ပြန်မဲ့ကောင်ကြီးပဲ ဘသူမှဒီတိုင်းမျိုးအောက်ချောက်မှာမဟုတ်ဘူးအဲ့နှစ်ခုလေးနေနှိုင်းရှင်ကြည်တာနဲ့လူမှန်တန်ဖိုးကိုတိပါတယ်အဲ့ဒါပဲနော်အဲ့တော့ PDF ကိုပြောနေတဲ့သူတွေအဲ့ဒါတွေနှစ်ခုကိုအရင်နှိုင်းရှင်ကြည့်ပါနော်အင်္ဂါရင်းမှာဒီမောင်နှင်းမှာသူတို့စကားပြောကြတဲ့အခါနော်အဲ့တော့မီးလန်းတွေကဒီအချိန်မှာတိတ်ပြီးတော့အရင်မကြည့်တော့ဟုတ်လားရလက်ကအရေးကြီးတယ်ရလက်ကဘသူပါလုံးနိုင်မလဲ PDF နိုင်လို့ရှိလို့ရှိရင်နိုင်ငံကောင်းစားမယ် နော် PDF မနိုင်မင်းနဲ့ရှုံးသွားလို့ရှိလို့ရှိရင်ဒီစစ်တပ်ဒီကောင်တွေစစ်ဖို့တွေအုပ်ချုပ်လို့ကတော့ခင်ဗျားဗျာကျွန်တော်တို့အတိုင်းပြည်ကတော့အခုနောက်ကိုရီးယားလိုဖြစ်ရင်ဖြစ်ကမ္ဘောဒီးယားလိုဖြစ်ရင်ဖြစ်နော်အဲ့ထဲမှာကျွန်တော်တို့ပြည်သူလူထုတွေအမောင်ကဘာထဲမှာနေကြပြီတော့ပဲအနေထားအဲ့လိုဖြစ်နေပြောရတာဗျာတကယ်တကယ်လေးစားပါတယ်နော်ကျွန်တော်အကောင်းပြောတာဘောမနေကျွန်တော်အဲ့လောက်လူရယ်လို့တော့လူရမတွင်းခဲ့တကယ်ပြောတာဘောမဆိုကျွန်တော်အသေးယွန်းတာဘာဖြစ်လို့ယွန်းလဲဆိုတော့ပုံပွင့်ရမတိပဲနဲ့ယွန်းတာ ။ဘာဖြစ်လို့ကျွန်တော်တလောက်တိုင်းပြည်ပေါ်ကိုရစ်ဆက်ဖြက်စည်းနေတဲ့ကောင်တွေကိုဘာလို့အတိတ်တရားနဲ့အားပေးတယ်။အဲ့ဒီစိတ်တစ်ခုနဲ့နေယွန်းတာကျွန်တော်။ဒါပေမဲ့အခုကိုချိုကြီးပြောရတဲ့စကားတွေဘလောက်မှန်တယ်စဉ်းစားကြည့်။ဒီကိုချိုကြီးဒီဗီဒီယိုဖိုင်အစနဲ့အဆုံးကိုမှားပါတယ်လို့ပြောနိုင်တဲ့ဒီစက်ဖို့ထောက်ခံတဲ့ကောင်တွေစစ်ပွဲထောက်ခံတဲ့ကောင်တွေရှိလာခဲ့ပါတော့တကယ်ပြောတာကျွန်တော်ကတော့အားလုံးမှန်တယ်လို့ပြောတယ်မှားတယ်လို့ရှိတယ်လို့လာခဲ့ပါအဲ့တော့တမ်းမတော်ထောက်ခံတဲ့သူတွေအနေနဲ့ ကိုယ့်ကိုပြန်စဉ်းစားကြပါဒီချိုကြီးတို့ဆိုတာကမနေ့တည်းမှာပေါ်လာတဲ့လူတွေမဟုတ်ဘူးနော်အမာခံထောက်ခံသူတွေအဲ့တော့ခမည်းတော်ထောက်ခံတာဒီကိုချိုကြီးတို့ကိုမောင်မောင်တို့လိုမျိုးတတ်မတော်ဘောအမှန်ထောက်ခံတာလားတကယ်တတ်မတော်ကောင်းစေခြင်းနဲ့စိတ်နဲ့ချစ်ပြီးထောက်ခံတာလားဒါမှမဟုတ်ဒီတတ်မတော်ကိုမောင်ပိုင်စည်းထားတဲ့စစ်ဘိုလ်ချုပ်လူတစုအတွက်ထောက်ခံတာလားမတူဘူးနော်ထောက်ခံပုံချင်း ပြန်စဉ်းစားကြပါခမားတို့တွေမှာအုံနောက်ရှိပါလေနော်အုံနောက်ရှိပါလေအိမ်ကျက်ချင်းအိုးမဲလေးတုတ်တာနဲ့ခွနေရတဲ့ဘဝတွေအဆုံးတတ်ဖို့အတွက်ထောက်ခံတဲ့လူတွေမရှိအောင်နဲ့ရပါလေဒါလေးပါပဲအဲ့တော့တတိုင်းပြည်လုံးတိုက်ပွဲတွေဖြစ်နေတယ်တွေးချောင်းစည်းနေတယ်ဒီနေ့စစ်တပ်ကအခုချက်ချင်းဒီနိုင်ဒီမိနစ်အကောင်လုံးအပြည့်ရလို့ပြောကြတယ်တတိုင်းပြည်လုံးအုံးကလေးဆိုအကောင်ငြိမ်းချမ်းမှမရဘူးရှင်းရှင်းလင်းလင်းအခင်ဗျားတို့ ခမရတော့ဘောနဲ့ဟိုတပုံတမအကျန်းဖက်လို့ပြောနေတယ်ကဲ KIU သွားပြောမယ် KIU ကကောင်းပြီကျွန်တော်အပြည့်ရပေးမယ်အဲကချင်ပြည်နယ်မှာကချင်ဒါတော့ကချင်ပြည်နယ်ပြည်ထဲတရှိသေးတယ်ဟမ်အဲချမ်းပြည်မှာဘလားဘယ်ဘွက်လဲကရင်ပြည်နယ်မှာဘယ်ဘွက်လဲအာအဖွဲ့ပေါင်းကြည့်ဘာဖြစ်နိုင်လဲအတကယ်ငြင်းချမ်းချင်ဘာလို့ကောင်းလဲစစ်တပ်ကတစ်ချက်ပဲဒီနိုင်ဒီမိနစ်နော်အာ2025 10ဆပိုင်း30နှစ်အလုံးအပြည့်ရငြင်းဆိုရင်ချက်ချင်း30နှစ်မှာတိုင်းညုံငြင်းချမ်းပါမှာ ဲ့ဒါအဖေပဲအဲ့တော့ဘလူကြောင့်တိုင်းပြည်ဟာမငြိမ်းချမ်းဖြစ်နေတာစစ်တပ်ကြောင့်မငြိမ်းချမ်းတာ PDF ကြောင့်မဟုတ်ဘူးတိုင်းသားအီယံဝရကြောင့်မဟုတ်ဘူးဒီနေ့စစ်တပ်ကအပြစ်ရဒီနေ့အကုန်လုံးငြိမ်းချမ်းတယ် KNU ဒီနေ့အပြစ်ရတိုင်းပြည်တပြည်လုံးမငြိမ်းချမ်းဘူး KIA ဒီနေ့အပြစ်ရတိုင်းပြည်တပြည်လုံးမငြိမ်းချမ်းဘူး AA ဒီနေ့အပြစ်ရတိုင်းပြည်တပြည်လုံးမငြိမ်းချမ်းဘူးဒါပေမဲ့စစ်တပ်ကဒီနေ့အပြစ်ရဒီနေ့တိုင်းပြည်လုံးငြိမ်းချမ်းတယ်အဲ့ဒါအဖြစ်ပဲအဲ့တော့ဒီတိုင်းပြည်မငြိမ်းချမ်းတာဒီဘုသူ့ကြောင့်လေစစ်တပ်ကြောင့် နော်ဒီတိုင်းဒီမှာတွဲချောင်းစီးနေတာဘုထုကြောင့်လဲစစ်တပ်ကြောင့်ဒီညမှာတခုတော့ရှိတယ်စစ်တပ်ဆိုတဲ့နေရာမှာအောက်ခြေအရာကြီးအကျက်စစ်တီတွေမပါဘူးနော်ခမားတို့ဘောင်ဝင်မှုစစ်တပ်ကိုမောင်ပိုင်စီးထားတဲ့ဟဲ့ဒီလက်ဆယ်ချောင်းမပြည့်တဲ့လူတစုကိုစစ်တပ်လို့ခေါ်တာအဲ့ဒါလေးကိုတိဖို့လိုတယ်ဒါကြောင့်မလို့တပ်မတော်ကိုချစ်ကြပါစစ်ဘိုလ်ရုပ်လူတစုရုပ်မာနာကိုဝိုင်းတော်နိုင်ကြပါ